တိန်းတထောင်တန် campaign ဆိုရင်ချက်ချင်းတရက်ထဲနဲ့အောင်သွားတာပေါ့ပြောရရင်အဲ့လိုမျိုးပေါ့အဆင်မကောင်းစရာပေါ့နော်အဲ့တော့ကြားနိုင်ပါမလားတော့မသိဘူးတို့တွေအမျှမှန်ပြီးတော့ဝင်နေရတာ၄ရှိလိမ့်မယ်အဲ့ကြတော့ဟိုမှာဒါဂင်းနေပြင်းနေတဲ့မှာဘုံတန်အမြောက်တန်နေဖြစ်တဲ့အတွက်အမြဝေတန်နေတိုးမပေါ့ဘူးဖြစ်နေအောင်မယ်ကွာမင်္ဂလာပါဒီနေ့ကတော့အော်တိုဘာလ19ရက်နေ့2025ခုနှစ်ဖြစ်ပါတယ် ဒီနေ့မှလည်းတရင်ထူးတွေရှိတယ်ပေါ့နော်အဲပထမဆုံးတော့ကျွန်တော်တို့ဒါ Greeny Bee နယ်က Greeny Bee နယ်ကတရင်ကောင်းလေးပြောမယ်ပေါ့နော်အဲ့ဒါ Greeny တိုက်ပွဲတွေအတွင်းမှာဒါစစ်ကောင်စီရဲ့ပေါ့နော်ဘုံမှုဘူကြီးအဲမူဘကပေါ့နော်မူဘကဘုံမှု option name ပေါ့နော်အဲသူဆိုရင်ဒါအောင်မင်းသူ ောင်မင်းသူတည်ဆုံးသွားတဲ့ဟာပေါ့နော်အဲဥစ္စာ line ပေါ်မှာတက်လာတယ်သူမိမတင်လိုက်တဲ့ဟာကိုဒါလုံးဝသတင်းအနေနဲ့တော့ဖော်ပြနေတဲ့ပုံစံမျိုးတွေဖြစ်လာနေတယ်ပေါ့နော်အဲ့တော့ Greeny ပြည်နယ်မှာစစ်ကောင်စီကသူလက်လွတ်ဆုံးရှုံးထားရတဲ့နေမြေတွေအကုန်လုံးကိုပြန်ရယူဖို့ဆိုပြီးတော့ဒါ PNO လို့အဖွဲ့တွေကိုရှေ့ကနေတင်တယ်တင်ပြီးတာနဲ့အနောက်ကသူရဲ့စေချောင်းတွေလိုက်ပြီးတော့ဒါရသလောက်တိုးနေတဲ့ပုံစံမျိုးတွေရှိတယ်။အဲ့လိုတိုးနေတာဖြစ်တဲ့အတွက်တိုက်ပွဲတွေကလည်းနေ့စဉ်နဲ့မျှပြင်းထန်နေတာရှိတယ်။အဲသတင်းအနေနဲ့ပတ်သက်လို့ပေါ့နော်ဒါတိုးတိုးတိတ်တိတ်လှုပ်ဆောင်နေကြတာဖြစ်တဲ့အတွက် ဒါသတင်းတွေတက်လာတာမရှိဘူးတိတ်ပြီးတော့မရှိဘူးအရင်လိုမတက်လာတော့ဘူးပေါ့နော်ဒါမဲ့လည်းမြေပြင်မှာတော့တိုက်ပွဲတွေဇက်တိုက်ကိုဒါပြင်းထန်နေတာရှိတယ်စစ်ကောင်စီဘက်ကအဲဒီဗိုလ်ခဲလိုနေရာမျိုးတွေဖားဆောင်လိုနေရာမျိုးတွေဒါမျိုးတွေအထိပေါ့နော်လိုက်ပြီးတော့အဲသူတို့တွေရယူဖို့စ조사နေတာရှိရပေါ့အဲတော့ကျွန်တော်တို့ဒါမြေပြင်မှာတိုက်ပွဲတွေကတော့ဇက်တိုက်ရှိနေတော့မယ်အဲ့တော့တချို့နေရာတွေကိုစစ်ကောင်စီဘက်ကပြန်ပြီးတော့ထိန်းချုပ်နိုင်တာတွေရှိသလိုပေါ့နော်ရသလောက်ပုံစံမျိုးနဲ့စစ်ကောင်စီကအသေးခံပြီးတော့တိုးနေတာဖြစ်တဲ့အတွက်မြေပြင်မှာတော်တော်ကိုသူတို့ဒါအထိကိုက်တိုက်ဆုံနေများတယ်ဗျာဒါတပ်ဖွဲ့ရင်းနဲ့ပြောရတိုင်းလဲအဲ့လိုပဲဒီကောင်းလေး ဟာဘလို့တော့မှတက်နေရလဲမသိဘူးပေါ့နော်ဟာတေးတဲ့ဟာပြက်တဲ့ဟာမနှဲဘူးပေါ့နော်တချို့ဆိုရင်ဒါလုံးဝတေးလူမျိုးပါနေရာတွေကိုမှန်တယ်ပေါ့နော်အဲဒါပေမဲ့လုံးဝမတေးပဲနဲ့ပေါ့နော်ရှစ်ဆက်ပြီးတော့မဲတိုးနဲ့တိုးနိုင်တဲ့လောက်တိုးနေဟာဇွန်ဘီကားတွေလိုမျိုးပဲပေါ့နော်အဲ့လိုပုံစံမျိုးကြီးနဲ့တက်နေတာတွေတော့ရှိတယ်ဆိုပြီးတော့ဒါတန်တော်နဲ့ပြောကြရရှိတယ်ဒါကသူတို့ကိုဒါသွားပြီးတော့အဲဒါအမွတ်တင်နေတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ဒီကောင်းနေငွေဆွေးဝါးတွေတုံးပြီးတော့ တိုက်ခိုင်းနေတယ်ဆိုတဲ့အကြောင်းသိစေချင်လို့ပြောပြတာပေါ့နော်ဒါဟိုနေ့ကဆိုလဲဒါ unicorn အဖွဲ့ကပေါ့နော်ဒါစစ်ကောင်စီနေွားတဲ့နေရာတွေရဲတွေနေွားတဲ့နေရာတွေကိုဒါဝင်ပြီးတော့ရှင်းလင်းတဲ့ခါကျတော့ဒါမွေးစီဝါတုံးထားတဲ့ဘူးတွေအဲပလုံးတွေမိကျစ်တွေဘာညာအဲ့လိုဟာတွေကစားဒါတွေ့ရှိရှာဖွေတွေ့ရှိခဲ့တာရှိတာပေါ့နော်အဲပြီးတော့ဒါဒီထွက်လာတဲ့ စစ်ကောင်စီဘက်ကဒါပတ်ပြောင်းလာတဲ့သူတွေဒါမှမဟုတ်လည်းလင်းဝင်လာတဲ့သူတွေဒါမှမဟုတ်လည်းထွက်ပြေးလာတဲ့ပတ်စတွေဆိုလည်းပြောတယ်ပေါ့နော်ဒီမွေးစေဘာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကအဲတော်တော်လေးကိုခွင့်ပြုပေးထားတဲ့ပုံစံမျိုးအကြိုက်တုံးအကြိုက်လုပ်ပြီးတော့မှဒါတိုက်ပွဲကိုဝင်ခိုင်းနေတဲ့ပုံစံမျိုးတွေသိရတယ်ပြီးရင်ဖားကန်ဘက်မှာဆိုလည်း IPR မူတယောက်ကဒါအောင်စော်လေးဖြစ်ပါနော်အဲအဲ့ကောင်ကအဲ့လိုပဲတိုက်ပွဲမတိုက်ခင်မှာမွေးစေဘာတုံးပြီးတော့တိုက်ခိုင်းနေတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီတက်ထဲမှာကအဲ့လိုပုံစံမျိုးတွေမြင်တွေ့နေရတယ်အဓိကတော့ဒီတိုက်ပွဲတစ်ခုနိုင်ဖို့အတွက်မြေတွေပြန်ရဖို့အတွက်ကို ညာလူသားအရင်မြစ်တွေကိုခုနလိုမျိုးဒါအတုံးချနေတဲ့ပုံစံမျိုးတွေကယူးမိုက်မိုက်ပုံစံတွေတောင်ပါလာတယ်ဗောဗျာအဲ့တော့အဲ့လိုပုံစံမျိုးနဲ့သူတို့တွေရှေ့ကိုရသလောက်ဆက်တိုးလာလိုက်တာဒီနေ့ပြည်နယ်ထဲမှာပေါ့နော်တေဆုံထိခိုက်တယ်အများကြီးပဲပေါ့နော်မနေဘူးအများကြီးပဲဖြစ်ဖြစ်ခဲ့တယ်အပြီးတော့ဒါ line မမရောက်ဘဲနဲ့တေဆုံနေတဲ့စစ်ကောင်စီစစ်သားတွေအရာရှိတွေကအများကြီးရှိသေးတယ်ပေါ့နော်အခုသတင်းကလည်းသူမိမာက လိုင်းမော်တင်လိုက်တာပေါ့နော်အဲသူကမြကြီးနားဇာတိကဖြစ်တယ်ဒါအော်တိုဘာ14ရက်နေ့ကတိုက်ပွဲမှာတည်ဆုံတာဖြစ်တယ်ပေါ့နော်အလောင်းလည်းမယူနိုင်ဘူးအဲတက်ကတရင်တက်ဖွဲ့ကအလောင်းလည်းပြန်မရဘူးပေါ့နော်အဲအဲ့တော့မှန်းပြီးတော့ဒါသူမိသားစုကအမျှဝေရမယ့်ပုံစံမျိုးပေါ့စစ်ကောင်စီဘက်ကလည်းဒါနဲ့ပတ်သက်လို့သူတို့ကလုံးဝမဲ့အလုပ်တွေရှင်းသွားတာပေါ့လေဒါမှဆိုရင်အမိန်ပြန်ပေးရမယ်မြုပ်ဝေးရမယ်ပေါ့နော်အခုအဲ့ဒါကြီးလုံးစရာမလိုတော့တဲ့ပုံစံမျိုးပေါ့ဒါပေမဲ့သူမိသားစုတက်ကြတော့စိတ်မကောင်းစိတ်မကောင်းစရာပေါ့နော်အဲ့တော့ကြားနိုင်ပါမလားတော့မသိဘူးသူတို့တွေအမျှမှန်းပြီးတော့ဝင်နေရတာတွေရှိလိမ့်မယ် အဲ့တော့ဟိုမှာဒါဂင်းနီပြည်နယ်ထဲမှာဘုံတန်အမြောက်တန်နေဖြစ်တဲ့အတွက်အမြောက်ဝေတန်နေတိုးမပေါ့ဘူးဖြစ်နေဦးမယ်ကွာအဲ့တော့ဒီသတင်းနဲ့ပတ်သက်လို့ကတော့ဒါတော်လန်ပြည်သူတွေကတော့ဝမ်သာအားရိုင်းနဲ့ဒါအပိစကားတွေပြောနေကြတာတွေ့ရပါတယ်ဒါနောက်ကျလိုက်တာဂျင်းနဲ့တယ်တော့ဝမ်သာတယ်ဆိုတာမျိုးဒါမျိုးပုံစံမျိုးတွေဒါပြောတဲ့လူတွေပယ်ပူများတယ်ပေါ့နော်တနာတဲ့လူကိုဒါတယောက်မှမတွေ့ဘူးပေါ့နော်ဒါဟာလဲဒါလူမှုနဲ့စန့်ကျင်ဘက်ကိုရွေးချယ်ခဲ့တဲ့ ူတွေရဲ့နောက်ဆုံးဘဝနေဝင်ချိန်လို့ပဲပြောရမှာပေါ့နော်။ဒါမိသားစုအတွက်အားကိုးရမယ့်သူတည်တယ်။မျိုးသမီးဆိုလည်းဒါသူ့မှာကလေးတွေရှိတယ်ဆိုရင်ကလေးတွေနဲ့ကြံခဲ့ပြီးတော့ဒုက္ခရောက်မယ်။တက်ကလည်းခံစားခွင့်နဲ့ပတ်သက်ရတဲ့အတိုင်းပဲအခုနောက်ပိုင်းမှာဒါတက်ထဲကနေနှင်ချဖို့လောက်ပဲချောင်းနေတာပေါ့နော်။အဲပြီးရင်ဒါခံစားခွင့်နဲ့ပတ်သက်ရင်ခေါင်းဖို့ဖျက်ဖို့လောက်ပဲစဉ်းစားနေတာဖြစ်တဲ့အတွက်ရုပ်ဆိုင်နဲ့ပတ်သက်လို့လည်းတေချာတိမှာမဟုတ်ဘူးပေါ့နော်။တေချာလှုပ်ပေးမှာမဟုတ်ဘူး။အဲမိမလှုပ်တဲ့သူတွေကလည်းဒီဟာနဲ့ပတ်သက်လို့ ညာခံစား권ရတယ်ဆိုတာပဲသိတာဘယ်ဟာဘယ်လောက်ရတယ်လဲဆိုတာကိုသိတဲ့လူကရှားတယ်ပေါ့ဗျာအဲကြတော့ဒါမသေးခင်မှာကိုယောက်ကြောင်မေးတာယောက်ျားနေသိရင်ဘာတွေရမှာလဲအသာမကကြီးကဘယ်လောက်ဆူထားတာလဲဘာလဲညာလဲအဲ့လိုပုံစံမျိုးပေါ့နော်လာစားနဲ့ဟိုဟာနဲ့မြှောက်ရင်ဘယ်လောက်လဲစစ်တက်နဲ့မြှောက်ရင်ဘယ်လောက်လဲဘာနဲ့ပြန်စားရမလဲဒါမျိုးလေးတွေတွက်နှင်းချက်နီးလေးတွေကစားကိုယောက်ကြောင်ကိုမေးတာပေါ့နော်ရှေးတန်းသွားပြီဆိုရင်အဲ့အကြောင်းအရင်ဆုံးမှာပါပြီးမှကျမကြီးကူဆိုင်ဖို့မှာပေါ့အဲ့လိုပုံစံမျိုးဘာလို့လဲဆိုတော့ဒါစစ်ကောင်စီစစ်သားတွေတေဝါပြီဆိုရင်စစ်ကောင်စီဘက်ကပေါ့နော် လုံးဝဒါနဲ့ပတ်သက်လို့ဘာမှတာဝန်မယူတာတွေပဲတွေ့နေရတော့အဲ့တော့ကြံခဲ့တဲ့မိသားစုတွေဒုက္ခရောက်တာပေါ့ဗျာဒါစေတနာနဲ့ပြောပြရမှာနော်အဲ့တော့ဒါကြံခဲ့မယ်ဆိုရင်လည်းပြည်သူကြားထဲမှာဒီမိသားစုကခေါင်းပေါ်ရဲမှာမဟုတ်ဘူးအေးငါးယောက်ကြားကခရီးနီမာလေးအာတလိုင်းတက်ဖွဲ့တွေကိုတိုက်ရင်တေသွားပြောကြည့်လိုက်လေပြောရရင်ပြောကြည့်လိုက်အရက်ထဲမှာအဲ့လိုပုံစံမျိုးဖြစ်သွားမှာပေါ့နော်အဲ့တော့ဒါတေတာတော့မှဝန်내ပေးမဲ့သူမရှိဘူးပေါ့နော်ပြီးတော့ကိုယောက်ကြားတည်င်းကိုယောက်ကြားရဲ့နာရေးတည်င်းအဲ့ဒီနာရေးတည်င်းလိုင်းပေါ်တက်လာတဲ့အချိန်မှာ အကုန်လုံးကဝမ်းသာအားရနဲ့အားပေးစကားတွေပြောနေလိုက်ကြတယ်ဝက်ဝက်ကွဲပေါ့နော်အဲ့လိုဟာကြီးကိုဒါလုံးဝဘလို့စိတ်မျိုးနဲ့ကြည့်ရှုရမလဲဘလို့စိတ်မျိုးနဲ့ကြည့်ရှုနေတယ်လဲတော့မသိဘူးဗျာဒါကျွန်တော်တို့ကတော့ကြည့်ပြီးတော့ဒါစိတ်စိတ်မကောင်းဘူးပေါ့နော်အဲဒါမဲ့လေဒါအာနာရှင်အတွက်သေတော့လေဒါဝမ်းနဲ့ပြိမဲ့သူမရှိတာဒါထုံးစံပဲပေါ့နော်အဲ့တော့ဒါကျွန်တော်တို့က အဓိကတော့ကိုယ့်ရဲ့ယောက်ျားတွေကဒီလိုမျိုးလှုပ်ရအမားတွေလှုပ်နေတယ်ဆိုရင်အမြန်ဆုံးအမြင်မှန်ရပြီးရုံးထွက်ကြဖို့တိုက်တွန်းစေချင်တာပေါ့ဗျာဒါအမျိုးသမီးတွေရဲ့ခွန်အားကလည်းအရန်ကိုဒါရှေ့ရောက်တာတွေရှိတယ်ဗျအဲဒါကြောင့်မလို့ဒါတိုက်တွန်းစေချင်တာပေါ့နော်ဒါပေမဲ့လည်းတချို့ကကြတော့ဒီကတော်ဆိုတဲ့ဟာကြီးကိုမှတ်တာဗျအခုလိုမျိုးဒါ option in ဆိုတဲ့ခါကျရင်ပူတော်မှမှတ်သေးတယ်သူကဘုံမှုဖြစ်တော့မှလေဒီလိုမျိုးယာရုတိုးဖို့ခက်ခဲနေတဲ့ချီနေစိုးကြီးကြားမှာသူ့ယောက်ျားကယာရုတဆင့်တိုးဖို့အတွက်ချီနေကောင်းနေတယ်ဆိုရင်သူတို့ကတော့ထွက်ချင်မှာမဟုတ်ဘူး သူ့ယောက်ျားကိုဒါသူ့ယောက်ျားထွက်ချင်ပြီးတော့သူကတော့မှအတင်းထားရင်ထားနေဦးမှာဟာယောက်ျားတောင်းထားစမ်းပါတောင်းထားစမ်းပါဟာတိတ်မချခင်ငါတို့တွေရှားလူတိုးတော့မှာလစာတွေတိုးတော့မှာလုံပိုင်ခွင့်တွေရတော့မှာအဲအဲ့လိုမျိုးပုံစံမျိုးတွေရှိတတ်တယ်အဲဒါကြောင့်မလို့ဒါသူတို့ဘက်ကအဖြစ်အပျက်တွေကိုပြောပြရအောင်တက်တက်ပါပဲအဓိကတော့ကျွန်တော်တို့ပြည်သူတွေပြောစရာရှိတာဆက်ပြောပါဗျာကျွန်တော်တို့ကလည်းအဲ့လိုသတင်းမျိုးဆိုရင်ကိုအေးမြစေတယ်ဟုတ်လားနောက်တစ်ခုကတော့ဒါလက်တန်းမျိုးနယ်ပေါ့နော်တရချောင်းရွာကိုဘုံလာကြတဲ့ drone drone အကြီးနော် heavy အဲ့ drone in the sea ဒါဆက်ချွတ်ရင်းပြီးတော့ဒေါ်လိုင်းတက်ဖွဲ့တွေစီကရလိုက်တယ်လေဒီနဲ့ပြုတ်ကြလာတာပေါ့နော်အဲ့တော့အကောင့်တိုင်းလေးပဲလေဒီနဲ့ကြလာတာဖြစ်တဲ့အတွက်အကောင့်တိုင်းလေးပဲတက်ဖွဲ့တွေကရလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီနေရာအဲ့ဒေတာမှာအဲ့ဒါအရင်ရက်ကမှပေါ့နော်တိုက်ပွဲအကြီးကျယ်ဖြစ်ထားတာတက်ဖွဲ့တွေကစစ်ကြောင်းတစ်ကြောင်းလုံးဖြုတ်ထားတာအဲ့ဗီဒီယိုဖိုင်လေးလည်းတွေ့ရလိမ့်မယ်အဲ့ကြောင်းလေးလည်းကျွန်တော်ပြန်ပြောအောင်ပေါ့နော်အဲအဓိကတော့ကြေးရွာကိုလာပြီးတော့မီလာရှိုးတဲ့စစ်ကြောင်းအဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တဲ့ကျွန်တော်ဒါ viewer မှုနဲ့တင်မှုနဲ့လည်းပြောရတယ်သူတို့ပြန်ပြောပြတာကအားရစရာကောင်းတာပေါ့နော်စစ်ကောင်စီဘက်ကကောင်တွေက ဒီအရမီးရှို့နေတဲ့အချိန်မှာလိုက်ပြီးပစ်တဲ့အချိန်မှာသူကအကုန်ထွက်ပြေးကြအထွက်ပြေးတဲ့အချိန်မှာအဲ့လိုအော့အော်တောင်းနေတဲ့အကုန်လိုက်ဖမ်းရတာပေါ့နော်အဗီဒီယိုဖိုင်တွေတဲမှာလည်းပါတယ်တွေ့ရတိုင်မှာပေါ့နော်အာလက်နဲ့ချပါလက်နဲ့ချပါဆိုတင်ပြောပြီးတော့ဒါပြစ်ခတ်နေရတဲ့ဟာတွေလည်းတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးလာတဲ့မီးရှို့ဖို့လာတဲ့စစ်ကြောင်းကိုဒါလွန်ခဲ့တဲ့ရက်ကမှဖြုတ်ထားတာဗျာအဲ့တော့အိုက်တိုက်ပွဲမှာဆိုရင်လည်းဒါဥရစရာတွေပေါ့ဗျာတပ်ဖွဲ့တွေကအဲ့လိုဟိုလောက်ရကန်ရခတ်တဲ့ဟာတွေလည်းရှိတယ်ဗျာ အဓိကတော့စစ်ကောင်စီဘက်ကကောင်တွေကကြောက်ကန်ကန်ပြီးပြန်ပစ်တဲ့အခြေအနေမျိုးဆိုရင်ကျွန်တော်တို့ဒီဘက်ကတပ်ဖွဲ့တွေကလိုရကန်ရတော်တော်ခက်တယ်။တိုက်ပွဲဖြစ်စဉ်ရဆိုရင်အဲ့လိုမျိုးဒါဝင်ပြီးတော့စစ်ကြောင်းကိုစော်တဲ့အချိန်မှာဒါထွက်ပြေးကြထွက်ပြေးကြတော့လိုက်ပြီးတော့ပြစ်ကြတယ်လိုက်ပြီးတော့လက်နှချကြလက်နှချကြနဲ့လှမ်းအော်ပြီးတော့လိုက်ပြစ်ကြတယ်ဗောနော်ပြင်ဝိုင်းပြီးတော့ဖမ်းကြရတာရှိတယ်။အဲ့လိုမျိုးအခြေအနေမှာစစ်ကောင်စီဘက်ကကောင်တွေကအဲအတားတကြီးလက်နှချတဲ့ကောင်တွေလည်းရှိတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ဗောနော် လုံးဝပြန်ပစ်ပြီးတော့ကြောက်ကန်ကန်ပြီးတော့ပြန်ပစ်လို့ပေါ့နော်အာလက်နှချဖို့ကိုမနေပြောပြီးတော့ဒါပစ်ပစ်ရှင်းရှင်းနဲ့ပုံစံမျိုးညီနဲ့ပစ်ပြီးတော့ဖိအားပေးပြီးတော့လက်နှချခံရတဲ့ကောင်တွေရှိတယ်ထို့ကောင်တွေဆိုရင်အဲ့လိုလေလက်နှချလက်နှချဆိုအဲ့အဝန်ဝိုင်းလေးထဲမှာကြံ့နေရပေါ့နော်လက်နှချလက်နှချပြီးတော့မချအောင်လေဗျလုံးဝပြန်ပစ်တာနော်ဒါပေမဲ့တက်ဖွဲ့တွေကလုံးဝကြားတက်ထိုးပြတာအဲ့ဒါကြီးကိုအဲ့အဲ့နေရာကြီးကိုပေါ့နော်ဒီကောင်တွေစုနေတဲ့နေရာကြီးဒီကောင်တွေအဲ့လိုကြီးဖြည့်နေတာကြီးဖြည့်နေတာကြီးဖြည့်ပြီးတော့ဒါတက်ဖွဲ့တွေကိုပြန်တိုက်ဖို့အတွက်လုံနေတာပေါ့နော်အဲ့လိုနေရာမျိုး အဲ့လိုနေရာမျိုးမှာအဖွဲတွေကလမ်းလမ်းကျလမ်းလမ်းကျအော်တာမှချအောင်ဒါကောင်တကယ်ဆိုရင်အချင်းနေဆိုးနေပြီဗျာဒါပေမဲ့ဒီကောင်နေရလုံးဝပေါ့နော်ကြောက်ကန်ကန်ပြီးလုံနေတဲ့ဟာရဲ့အကြောင်းလို့အဖွဲတွေအခက်ခဲဖြစ်တာပေါ့နောက်ဆုံးအဲ့နေရာကိုကြားတက်ထိုးပြတာဟိုးနဲ့ကြားတက်ထိုးပြတော့နည်းနည်းတေးချိန်ပြီးတော့မှလမ်းလမ်းကျခံရတဲ့ကောင်တွေရှိတယ်ပေါ့နော်တချို့ကောင်တွေကကြတော့လေအချင်းနေမကောင်းဘူးဗျာပြန်ပစ်တဲ့ကောင်တွေဆိုတော့လေအချင်းနေကောင်းနေစရာမရှိဘူးပေါ့နော်ဒါမျိုးကတော့လာမဆန်းတဲ့တပ်ဖွဲ့တွေကလည်းဖြုတ်မှာပဲပေါ့နော်အဲ့တော့အဲမိတဲ့ကောင်တွေဆိုလည်းမှောက်ခိုင်းကျိုးတုတ်ဆဲတန်ဆူတန်ဆိုလည်းညံစီနေရာပဲပေါ့နော်ဒါကစင်ကလေးနဲ့ပြေးတာဆိုတော့ တော်တော်လေးလောက်ရကန်ရခက်တယ်ဗျတိုက်ပွဲတစ်ခုတိုက်လို့ပေါ့နော်တိုက်ပွဲနေရာမှာဖြစ်ပွားတဲ့ဟာကတော့တိတ်ကိစ္စမရှိပြီမြဲအဲ့လိုထွက်ပြေးပြီဆိုရင်တော်တော်လေးဒုက္ခရောက်တာဘာလို့လဲဆိုတော့ဒေသခံပြည်သူတွေအတွက်လည်းအနေရရှိတာ ው ဒီကောင်ကြီးကလက်နက်တွေပါဝါတယ်ဟဲ့ဆိုရင်ပိုဆိုးအဲ့လိုမျိုးထွက်ပြေးပါပြီဆိုတဲ့ချိန်ကျရင်အာနောက်ကနေတဲတန်လိုက်ပြီးတော့အာရွာလေးစီမရောက်အောင်ဒေသခံပြည်သူတွေစီမရောက်အောင်အဲဒီမို့ဆိုရင်ဒီကောင်ကြီးကဒါတနက်ထိုးချိန်ပြီးတော့သူတို့ကိုကူညီအောင်လှုပ်တာမျိုးတွေပေါ့နော်အဲဒဇာကန်ပုံစံမျိုးတွေလှုပ်တာတွေရှိတတ်တယ်ပေါ့နော်အဲအဲ့လိုမျိုးဆိုတော့ အဲ့လိုထွက်ပြေးပြီဆိုရင်ပို့ဆိုးတယ်လိုက်ရတာအာပြင်လဲခွင်းမြင်ကြီးတွေပြာပြေးရလွားရနဲ့အဖွဲတွေမှာဖက်နဲ့တရားမပါသီလားမပြေးမစုံနဲ့ပေါ့နော်တကယ်လက်နဲ့လေးဆိုလဲတချို့လက်နဲ့တွေဆိုရင်လက်လုံလေးနဲ့ခြားကြတယ်ဗျာအဲ့လိုမျိုးပုံစံမျိုးကြီးနဲ့အောင်မြင်ခဲ့တာကြောက်ကန်ကန်ပြီးတော့ပြန်ပြစ်နေတယ်ဆိုရင်တော်တော်လေးဒုက္ခရောက်တာပေါ့နော်အဲ့တော့ အပြန်လမ်းမှာတော့ဒါတပ်ဖွဲ့တွေကဒါသူ့ရဲ့အတိုင်းပဲဂန်းတွေယောက်ရပြီးတော့အဲဒီမှာပါလဲဒါစနိုက်ပါဟုတ်မှာပါလဲအဲ့ဒါ G4 အဲပြင်ဒါစစ်ကောင်စီဘက်ကကောင်တွေပြောသေးတယ်ဟျောင်းနေမင်းတို့တတ်လာခဲ့တတ်လာခဲ့တထောင်လားရာသေးတယ်တတ်လာခဲ့အဲအဲ့လိုပုံစံမျိုးကြီးနေနဲ့စိန်ခေါ်ပြီးတော့ဒါအောင်ပွဲခံပြန်လာခဲ့တာဖြစ်တယ်ဗောနော်ပြီးတော့ပို့ပြီးတော့ဝန်တာကိုယူရတာကတပ်ဖွဲ့တွေအထူးကဲမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တာဖြစ်တယ်အဲ့တော့တနက်16လက်ရတယ် 15ရောက်သေးတယ်12ရောက်ဖမ်းမိတယ်ဗောနော်တကက်အောင်မြင်မှုအကြီးကြီးအဲ့တော့စစ်ကြောင်းတစ်ကြောင်းလုံးပြတ်ထွက်သွားတယ်အဲ့လိုမျိုးပြတ်ထွက်သွားတာဖြစ်တဲ့အတွက်စစ်ကောင်စီကအရန်ထိနာသွားလို့သူကမကျေနပ်လို့ဘုံးနေလာကျဲတာ drone နဲ့ဘုံးလာကျဲတာအဲ့လိုဘုံးလာကျဲတဲ့ချိန်မှာပဲဆက်ချွတ်ရင်းပြီးတော့ဒီဒီ drone ကြီးကပြုတ်ကျလာတာအဲ့ပြုတ်ကျတဲ့ဟာကိုတိတိချင်းမှာတပ်ဖွဲ့တွေကပြေးလွှတ်သွားပြီးတော့ယူလာခဲ့ကြတယ်ဗောနော်အဲ့တော့တိန်းထောင်ထဲချီတန်တဲ့အရာဖြစ်တဲ့အတွက်ဗောနော်ဒါ campaign တိန်းတထောင်တန်ကမ်ပိန်းဆိုရင်ချက်ချင်းတရက်ထဲနဲ့အောင်သွားတာပေါ့ပြောရရင်အဲ့လိုမျိုးပေါ့အဲ့တော့တိန်းထောင်တန်ချီတန်တာဖြစ်တဲ့အတွက်ပေါ့နော်ဒါအဖွဲ့တွေအတွက်လည်းဒါနိပညာလေ့လာမလားဒါမှမဟုတ်လည်းဒါပြန်ပြီးအသုံးပြုဖို့အတွက်လုပ်မလားအဲအဲ့ဒါလည်းဒါအသုံးဝင်တာပေါ့နော်ပြီးရင်စစ်ကောင်စီဘက်ကဆုံးရှုံးမှုလည်းဖြစ်သွားတာပေါ့ဗျာအဲဘလိုပဲဖြစ်ဖြစ်ဒါ drone တွေကိုတော့စစ်ကောင်စီဘက်ကတော်တော်လေးတွင်တွင်ကျကျဲတုံးလာနေတယ်ပြီးတော့ဒီ drone တွေကိုဘာတွေတုံးသလဲဘာမျိုးစားတွေလဲဘလိုပုံစံလေပတ်သလဲအဲဒါမျိုးပုံစံမျိုးတွေကိုလည်း ဒီတက်ဖွဲ့တွေကတိရပြီဆိုတဲ့အခါမှာတခြားတက်ဖွဲ့တွေကိုပြန်ပြီးတော့ဝင်မြပေးတာမျိုးတွေလုပ်စေချင်တာပေါ့နော်အဓိကတော့စစ်ကောင်စီရဲ့ drone အနေနဲ့ကိုကျွန်တော်တို့ဘလို့ရှောင်ရှားမလဲဘာနဲ့ကာကွယ်မလဲဒါမျိုးတွေလည်းလေ့လာကြဖို့လိုအပ်လာပြီပေါ့ဗျာအဲ့တော့အဲ့လိုမျိုး drone ရသွားတဲ့အချိန်မှာဒါပြည်သူတွေကပေါ့နော်ဒီ post တွေအောက်မှာဒီ drone ရပါတယ်ဆိုတဲ့သတင်းကြီးတွေအောက်မှာပေါ့နော်အဲလိုက်ပြီးတော့ဒီသတိပေးနေရာလေးတွေ့ရတယ်အာ GPS တွေပါမယ်နော်အဲအဲ့ drone ရှိတဲ့နေရာကို GPS နဲ့ချီယာခံပြီးတော့ဘုံလာကျဲတာတွေလုပ်လိမ့်မယ်နော်အဲငါသားတွေ view site ကြနော်အဲအဲ့လိုပုံစံမျိုးနဲ့ ်အဖေးနေကြတာတွေ၊ယူဆိုင်နဲ့မှားနေကြတာတွေ၊သတိပေးနေတာတွေတွေ့ရတော့လေဝမ်းသာကြည်နူးရပြန်ရောပေါ့နော်အဲ့တော့ဒီတက်ဖွဲ့တွေကိုခုကျင်နေဆိုရင်ဒါကျွန်တော်အာဒီ viewer မူရဲ့ account တို့ဒါဒီတက်ဖွဲ့တွေရဲ့ဒါ page တို့ကျွန်တော်ဒီ link နဲ့မှာထည့်ထားပေးမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တက်ဖွဲ့တွေကအားကျုံမှန်တဲ့တန်ချကြတယ်ဒါပေမဲ့သူတို့မှမပြည့်စုံဘူးဒါရှေ့ပိုင်းမှာလည်းဒီတက်ဖွဲ့တွေကအများကြီးပဲလှုပ်ပြခဲ့တာတွေရှိတယ်စစ်ကြောင်းဒါဒီအခုစစ်ကြောင်းဆိုရင်ဒါ၃ချိန်မြောက်ဖြောက်နိုင်တဲ့စစ်ကြောင်းရှေ့မှာအဲ့လိုမျိုး၂ချိန်ဖြောက်နိုင်ခဲ့တာရှိသေးတယ် ။အဲဒါပေမဲ့မပြည့်စုံကြဘူး။အားကြောင့်မလို့အဲ့ဒီတပ်ဖွဲ့တွေကိုကုကျင်တဲ့ဟာရှိတယ်ဆိုရင်ကျွန်တော်ဒါရိုက်ချိတ်ဆက်ပေးပါမယ်ပေါ့နော်။အဖွဲ့တွေကိုကြည့်ကြည့်လိုက်ဘောင်းမီတိုလေးနေဗျာတကယ် ဟိုလုံးဝဘာမှမပြည့်စုံမဲနဲ့ဝင်ပြီးတော့တိုက်နေကြတာတွေ့ရလိမ့်မယ်ပေါ့နော်ဒါပေမဲ့လည်းကြည့်လိုက်တော့အောင်မြင်မှုကြီးတွေကတကယ့်ကိုအကြီးကြီးတွေပေါ့နော်အာ viewer မှုဆိုပျော်နေတာ viewer မှုဆိုကျွန်တော်ကျွန်တော်ဖွဲတွေကိုယုံလဲယုံနေပေါ့နော်ဒီလိုမျိုးကြားရတဲ့အတွက်လဲဝမ်းသာတယ်လေးစားတယ်ဂုဏ်ယူတယ်အဲ့ viewer မှုကလည်းကိုယ်တိုင်ဝင်တိုက်တဲ့ viewer မှုနော်အဲ့လိုမျိုးအဲ့ကျတော့ဒါဘယ်လိုပဲဖြစ်စုပေါင်းပြီးတော့လှုပ်ဆောင်နေကြတဲ့အဖွဲတွေရဲ့မပြည့်စုံမှုတွေကိုလည်းဝိုင်းပြီးတော့ဖြစ်ပေးကြဖို့လုပ်မယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ main online main online ကဒါ October 16ရက်နေ့မှာကိုကိုကျွန်းကိုသွားတယ်မျိုးမိမျိုးဖိုင်နဲ့တွေ့တယ်ဆိုပြီးတော့ဒါသူတို့ဘက်ကလည်း တင်ထားရတယ်ရှိတယ်ဗောနော်အဲ့မှာပေါက်ထွက်ကြရတယ်ပြောတာတွေလည်းရှိတယ်ဗျာအာဘာတွေပြောလဲဆိုတာအုံထွက်ကုန်နေအုံထွက်ကုန်နေအကြောင်းနေပြောတယ်ပြီးရင်စိုက်ပျိုးမြေမထိခိုက်ဖို့ဗောနော်မြို့မြေတိုးချဲ့တဲ့အခါမှာလေယာနဲ့ဒါကုန်းမြင့်ယာတွေကိုဖော်ထုတ်မယ်ဆိုပြီးတော့ပြောတဲ့ဟာတွေရှိတယ်ပြီးတော့ဒီအုံးမေနေကနေပြီးတော့တန်ဖိုးမြင့်ထုတ်ကုန်နေထုတ်လုပ်နိုင်ဖို့အသိပညာအတက်ပညာတွေလိုအပ်တယ်တဲ့ဒါကြောင့်မလို့အတန်းပညာမြင့်မားဖို့ဒါဆောင်ရွက်ရမယ်ဗောနော်အတန်းပညာတက်မြောက်ပြီးသူတွေကိုတဲ့အိမ်တွင်းမှုလုပ်ငန်းတွေတင် जा ပေးမယ်ဆိုရင်ဒါကိုကိုကျွန်းမြို့မှာပေါ့နော် ထုတ်ကုန်လုပ်ငန်းတွေဒါပို့ပြီးတော့တိုးမြင့်လာမှာဖြစ်တယ်ဆိုပြီးတော့ supporter gear တွေပြောသွားတယ်ပေါ့နော်ကတော့အမှန်တော့မဲသွားဆွဲတာအဲ့ကောင်အဲ့ကောင်မဲသွားဆွဲတာမဲဆွဲတဲ့ပုံစံမျိုးသွားပြီးတော့အဲ့မှာဘာတွေထပ်ပြောကြလဲဒါခုနကဟာတော့ပောက်ကရပြောတယ်ပောက်ပန်း40တွေပြောတဲ့ဟာပေါ့ဗျာအဲပြီးရင်သူကတက်နေမှာတွေ့တဲ့ခါကျတော့ဒါသူပြောတဲ့ဟာတွေကအဲတော်တော်လေးသူတို့ကြောက်လန့်နေတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်ပြီးရင်ဟိုဘယ်လိုပေါ့စဉ်းစားဉာဏ်မရှိတဲ့ဟာမျိုးတွေလည်းဒါပြောသွားတယ်ဆိုတော့တွေ့ရတယ်ပေါ့နော်ရွေးကောက်ပွဲနီးလာတာနဲ့အမျှပေါ့နော်ဒီတက်နေမှာပြောသွားတာရွေးကောက်ပွဲနီးလာတာနဲ့အမျှဒါအရာရှိစစ်တီတွေသာမက မိသားစုဝင်တွေပါလုံခြုံရေးထူကယူဆိုင်ဖို့နေထိုင်ဖို့ပေါ့နော်ဒါကိုကိုကျွန်းတက်နေမှာသူမှာဝါတယ်ပေါ့နော်အဲ့တော့ကိုကိုကျွန်းကဒါနိုင်ငံအတွက်ပေါ့နော်ပထဝီနေသားရတာအရေးပါတဲ့နေရာဖြစ်တယ်လို့ပေါ့နော်ရွေးကောက်ပွဲကျင်းပမဲ့နေရာလည်းဖြစ်တယ်။ဒါကြောင့်မလို့ဒါတက်မိသားစုဝင်တွေပါလုံခြုံရေးအထူးကယူဆိုင်ပြီးနေဖို့ဒါဒါမျိုးတွေသူမှာသွားတာပေါ့နော်။အဲ့တော့ဒီကောင်စားတယ်လို့ပြောရမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ PDF မရှိတဲ့ကိုကိုကျွန်းလိုနေရာမျိုးမှာ ဒါလုံချွေရေးအထုကရုပ်ဆိုင်ဖို့လည်းမှားတယ်။ပြီးရင်အဲ့မှာရှိတဲ့အဖွဲ့တွေဒါကြောက်လန့်တကြဖြစ်နေကြတဲ့ပုံစံမျိုးပြီးရင်သူ့ကိုယ်တိုင်သူ့စိတ်ထဲမှာကစဒီလုံချွေရေးနဲ့ပတ်သက်ရင်တော်တော်လေးကြောက်လန့်နေတဲ့အနေအထားမျိုးတွေမြင်တွေ့နေရတာပေါ့ဗျာ။ပြီးတော့မြောင်းလိုင်းအခုသွားနေတဲ့နေရာအခုပြီးတော့မြောင်းလိုင်းကဒီကျွန်တော်ဒီတော်လိုင်းတက်ဖွဲ့တွေဒါမှမဟုတ်လည်းဒါတော်လိုင်းကိုပါဝင်နေတဲ့သူတွေကိုဒါလိုက်ပါပိတ်ဆို့တာမျိုးတွေပေါ့နော်။အဲပိတ်ပင်တာမျိုးတွေ ဟိုနေရာဒီနေရာသွားလို့မရအောင်လောက်တာမျိုးကြီးရှိတယ်ဗျာသိရမလားအချို့ပြည်တွင်းနဲ့ပြောင်းဝင်လို့မရဘူးအချို့ဟိုမျိုးကနေဒီမျိုးသွားလို့မလွယ်ဘူးအချို့တော်ရဲကနေမျိုးပေါ်တက်ဖို့အဆင်မပြေဘူးအဲ့လိုပုံစံမျိုးတွေဖြစ်အောင်လှုပ်ထားတာတွေရှိသလိုအဲ့ကောင်လည်းအဲ့လိုပုံစံဖြစ်တယ်နော်အဲ့ကောင်လည်းနေရာဆိုမသွားရဲဘူးသူ့ကိုဘသူပိတ်ထားလဲတော့မသိဘူးပေါ့နော်ဒီကောင်ကြည့်ကြည့်လိုက်တာသူသွားပါတယ်ဆိုတဲ့နေရာတွေမှာလုံခြုံရေးတွေအထက်ထက်ချတယ်ပြီးရင်လုံးဝလုံခြုံရေးရော့ပော့ပါတယ်ဆိုတဲ့နေရာမျိုးတွေလောက်ပဲသူသွားရဲတယ်ပြီးရင်တော်လိုင်းတပ်ဖွဲ့ဝင်တွေဒါခုနလိုပေါ့နော်လက်နက်ခဲယံ ်မပြည့်မစုံနဲ့ပေါ့နော်တိုက်ပွဲဝင်နေတဲ့နေရာမျိုးတွေလောက်ပဲသူသွားရဲတယ်လက်နဲ့အဆင့်မီတဲ့လက်နဲ့မရှိတဲ့နေရာမျိုးတွေပဲသူသွားရဲတယ်ဗျာအဲ့အဲ့ဒါတော့ဒါမန်လေးလိုနေရာမျိုးတော့မှဒါပြင်းခံသေးတာဗျာကျန်တဲ့နေရာဆိုပြောမနေနဲ့ပေါ့နော်အဲ့တော့ကျတော့သူ့ကိုလည်းဒါဒေါ်လိုင်းတက်ဖွဲ့တွေကပြန်ပြီးတော့ပိတ်ပင်ခံထားရတာပဲဒီကောင်လည်းပိတ်ပင်ခံထားရတာပဲအဲ့တော့ကျတော့ဒီကိုကိုကျွန်းလိုနေရာမျိုးကိုသူသွားတယ်မဲဆွဲစီယုံမှုအတွက်လုပ်တယ်ပြည်ရနဲ့ပေါက်တက်ကြရတယ်ပြောတယ်ပြီးရင်ဒါလုံကျွေးကူးဆိုင်ဖို့မှားတယ်နောက်ထပ်တစ်ခုရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ဒါမဖြစ်မနေနိုင်ငံတော်ရဲ့အာဏာကိုရယူခဲ့ပင်မဲ့တဲ့ဒါမဖြစ်မနေပေါ့နော် ဒီကောင်းကွာသိလားပြည်သူလူထုတောင်းတတဲ့ဒါရွေးကောက်ပွဲကိုတက်ကဦးဆောင်ပြီးတော့ပြုလုပ်ပေးသွားမှာဖြစ်ပြီးဆန္ဒမဲပေးရမှာလဲပေါ့နော်နိုင်ငံရဲ့အကျိုးကိုအမှန်တကယ်သိဖို့သူပြီးရင်ဒုတာဝန်အရေးသုံးပါးကိုလိုက်နာဆောင်ထိန်းသူပြီးရင်နိုင်ငံရေးစီးပွားရေးအပြင်ကာကွယ်ရေးအမြင်ရှိသူကိုပဲမဲပေးရွေးချယ်ဖို့ပြောတယ်ဒီကောင်းတကယ်နော်အဲဒါလုံးဝမဲဆွဲတဲ့ဟာပေါ့နော်ဆိုတာကမဖြစ်မနေနိုင်ငံရဲ့အာဏာကိုရယူခဲ့ရတယ်ဆိုတဲ့ဟာကသူ့မှာဒါရယူဖို့အတွက်သူ့ကိုတာဝန်ကြီးတစ်ခုအနေနဲ့သူတတ်မှတ်လိုက်ရတဲ့ပုံစံမျိုးပေါ့မဖြစ်မနေမှုလို့လားသူလှုပ်လိုက်ရတယ်ပေါ့ဗျာ တကယ်တမ်းက तू အာနာယူတာလေနော်အဲ့လိုအာနာယူပြီးတော့အာနာသိမ်းခဲ့တဲ့ဟာကိုပဲ तू ကအာကျွန်တော်လှုပ်ချင်လို့မဟုတ်ပါဘူးဒါမဖြစ်မနေမှုလို့လှုပ်ရတာပါဆိုတဲ့ပုံစံမျိုး तू ကတုံလုံးသွားတာပေါ့နော်အဲ့တော့စကားအသုံးလုံးတွေကတော့ဗျာဒါစာသင်ပေးသင်ပုံစံမျိုးတွေနဲ့ပြောသွားတာပေါ့တကယ်သူတို့ရဲ့ရည်ရွယ်ချက်အမှန်ကတော့ဒီအဲ့အဲမှာကိုပဲမြင်တွေ့နေရတယ်ပေါ့ဗျာသူတို့လှုပ်ချင်လို့လှုပ်တာမဟုတ်ပါဘူးပေါ့နော်အဲ့ပြီးရင်ဒါမဲပေးတဲ့အခါမှာပေါ့နော်နိုင်ငံရေးစီးပွားရေးအပြင်ကာကွယ်ရေးအမြင်ရှိတဲ့သူကိုသာမဲပေးပါဆိုတာအဲသူတို့စီယာကောင်တွေကိုမဲပေးခိုင်းတာပဲ ကာဝယ်ရေးလေကာဝယ်ရေးအမြင်ရှိတဲ့ကောင်ကိုပဲမဲပေးပါဆိုတဲ့ဟာမျိုးကသူတို့စီကောင်တွေကိုမဲပေးခိုင်းတာအဲ့တော့အဲ့လိုမျိုးစကားမျိုးတွေကိုတဲ့ပြင်ဦးလင်တက်နေမှာလည်းဒါပြောခဲ့ဘူးတယ်ဆိုပြီးတော့လည်းသိရတာပေါ့နော်အဲ့တော့ကျတော့ဒီကောင်တွေကအကုန်လုံးကိုသူတို့ပဲအုပ်ဆိုးချဲ့လဲမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါစာတန်ပေတန်အနေနဲ့ပြောတဲ့အခါမှာကျွန်တော်စဉ်းစားမိရတယ်ခုရှိကျွန်တော်ရှေ့မှာလည်းဖြစ်ဖြစ်ကြုံခဲ့ဘူးတယ်ပေါ့နော်အဲ့ဒါဒီမဲပေးတဲ့အခါမှာတို့တွေကအဲ့လိုပဲဒါလူကြားကောင်းအောင်ပေါ့နော်အာစီးပွားရေးအမြင်ရှိသူနိုင်ငံရေးအမြင်ရှိတဲ့သူကာဝေးအမြင်ရှိတဲ့ဘာညာအဲ့အဲ့လိုမျိုးတွေကျွန်တော်ရှေ့ကနေပြီးတော့မိုးလို့မတက်ရက်ပြီးတော့ ပြောတာပေါ့ဗျာအဲ့တော့အဲ့လိုမျိုးပြောတဲ့ဟာကိုအောက်ကကောင်တွေနားလည်မယ်ထင်လားခုနကလိုအကြေအလုံးအောင်မှဒါလုံးဝမတက်မြောက်သေးတဲ့ကောင်တွေအများကြီးပါတယ်ဗျာလေးလမ်းတော့မအောင်တဲ့သူတွေလည်းအများကြီးပါဒါသူတို့နှိမ်ပြီးတော့ပြောတာမဟုတ်ဘူးသူတို့ကိုနှိမ်ကြအောင်တမင်လှုပ်ခန့်ထားရတာအဲ့လိုလှုပ်ခန့်ထားပြီးမှဒါသူတို့တွေကိုဘာရာမိုင်းတွေရိုက်သွင်းထားတာပေါ့ဗျာအဲ့ကြအဲ့လိုမျိုးလူတွေကိုသူကရှေ့ကနေပြီးတော့စင်မွားနေပြီးတော့အဲ့လိုမျိုးကြီးပြောနေအောက်ကကောင်တွေနားလည်မယ်ထင်လား နားမလည်ဘူးတကယ်အဲသူတို့အခုဒါအစောနည်းနည်းလေးစောနေသေးလို့ပေါ့နော်ဒါရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဒါမဲဆွဲစည်းုံနာတွေတော့သူတို့လုံနေပြီဒါပေမဲ့အရေးကြီးလာလေးလေးနီးကပ်လာလေးလေးသူတို့ပုံစံတွေပြောင်းလာလိမ့်မယ်တကယ်အဲ့ဒါကြောင့်ဒါဒီ why မော်မှာကျွန်တော်ဒါမင်းပြဖို့အတွက်လုပ်တဲ့အချိန်တော့အဲ့လိုပဲ ဒီတက်နယ်ကနေပြီးတော့ဒါလူတွေစုပေးတာပေါ့ဒီတက်တွေကိုစုပေးမဲပေးမဲကောင်တွေစုပေးစစ်သားတွေပေါ့အကုန်လုံးစုပေးတက်ရင်တွေအကုန်စုပေးအဲတက်ဟိုဟာကြီးတွေမှာ프레ဝုန်ကြီးတွေမှာပေါ့နော်စုပြီးတော့တိုင်းကနေပြီးတော့ viewer မှုဆိုတဲ့ကောင်မျိုးတွေကအစလာတယ်ဂျပန်နေ G1 အဲ့လိုကောင်မျိုးတွေကအစလာတယ်လဲလာပြီးတော့သူကမဲဆွဲစီယုံတာပေါ့အဲဒီသူအမှတ်သားတွေပါတယ်ဗျာအဲဒါအစိမ်းအောင်အနီအောင်ဒါမျိုးပုံစံမျိုးတွေကအစသူတို့အမှန်ချစ်ချစ်ရမယ်ဟာတွေပါတယ်ပေါ့နော် အရှင်မသူအရှိရနေပြောခုနလိုပဲမင်းအောင်လိုက်လိုပဲជីជីကြိကြိနေပြောတာပေါ့အာရောင်းနိုင်ငံကိုကာကွယ်ဖို့အတွက်ဘာအတွက်ညာအတွက်အဲ့လိုပြောအောက်ကကောင်တွေပါဇက်လေးဟာကြည်နော်ဘာပြောမှန်းနားမလည်ဘူးဒီကောင်ကြီးဘာပြောနေတာလဲပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အဲ့ဟာကိုလည်းအဲ့ကောင်ကသိတယ်အရှိရပြောနေတယ်သူကသိလာတယ်တဖြည်းဖြည်းနဲ့နားလည်လာနားလည်လာကြတဲမှုတွေခေါ်မိယောမင်းတဲမှုမင်းစီကောင်နေနားရလဲလာအော်နားလေပုံစံလည်းမတွေ့ဘူးသာတဲမှုကလည်းဟာဟာကျွန်တော်ပြီးမှဘယ်လိုပြောလိုက်ပါမလဲဘာညာပေါ့နော်ဒါပေမဲ့နားမလည်ဘူးဆိုတာလည်းတိလည်းတိရောသူကနောက်ဆုံးဘယ်လိုတောင်ထုတ်ပြရလဲဆိုတော့သူက ဟေးအောင်ဒီအနီရောင်မချစ်ရဘူးအစိမ်းရောင်ချစ်ရမှာဟေးအောင်သဘောပေါက်လားဘာဖြစ်လဲကြောက်ရအဲ့လိုတွေအထိရုပ်ပေါင်းအထိပြောကုန်ရော အဲ့လိုမျိုးအဲအောင်နောက်ဆုံးပြဒါတစ်ဖက်အဖွဲ့စည်းကိုပုတ်ခတ်ပြောဆိုတာကြီးလုပ်ပြီးတော့ကို့အဖွဲ့စည်းကောင်းချောင်းကိုပဲပြောပါတယ်ပြောပါပြီးတော့ငါတို့ကအဲ့လိုမျိုးပေးခြင်းနဲ့ဆိုရင်ဒီအစိမ်းရောင်ကိုပဲချစ်ရမယ်ဒီအစိမ်းရောင်နေရာမှာပဲအမှန်ချစ်ချစ်ရမယ်သူကတော့အရုပ်ပုံနေတဲ့တောင်ပြောလို့မရတော့ဘူးခြေသေးပုံနေဒေါင်းပုံနေဒါမျိုးတွေပြောလို့မရဟိုကောင်နဲ့နားကုန်မလဲဟိုကောင်နဲ့အဲ့လိုမျိုးနဲ့နောက်ဆုံးရုပ်ပေါက်ချက်ပြအဲ့လိုအစိမ်းရောင်အနီရောင်ပေါ့နော်ဒါတော့အနီရောင်အစိမ်းရောင်မကွဲတဲ့ကောင်ရှင်းရှင်းဘူးအဲ့လိုပုံစံမျိုးလုပ်သွားအဲ့တော့ကျတော့ဒီအခုဒါဒီပြောသားလဲဆိုတဲ့စာတမ်းပေးတမ်းဆိုတဲ့ဟာကိုလေအောက်ကောင်နေနားလဲမှာမဟုတ် တ်ဘူးတကယ်အပြင်ရွေးကောက်ပွဲနီးလာတာနဲ့အမျှအဲ့ဟာတွေကပြောင်းလဲလာလိမ့်မယ်ပွေပြီးတော့ရုပ်ပေါက်တဲ့နောက်ဆုံးအနီအောင်ဇိမ်းအောင်နေဖြစ်သွားလိမ့်မယ်တကယ်နောက်တစ်ခုကတော့ဒါစစ်တပ်ပြုတ်ကွဲရင်းနဲ့ဂွန်သိက်ကထိခိုက်စေဖို့အပြင်ဒေါတာဝင်ရေးသုံးပါးကိုဒါထိခိုက်စေရန်ဟောပြောမဲဆွယ်စီယုံမှုများကိုအရေးယူမယ်ဆိုပြီးတော့စစ်ကောင်စီခန့်ရွေးကောက်ပွဲဥက္ကဋ္ဌပေါ့နော်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုးကဒါချင်းချောက်တဲ့ပုံစံမျိုးပြောတာပေါ့ဗျာရွေးကောက်ပွဲနီးဥပဒေတာအခန်း30ပါတက်မဲ့ပြဋ္ဌာန်းချက်များကိုလိုက်နာရမယ်တဲ့မလိုက်နိုင်ရင်အရေးယူမယ်တဲ့အရေးယူတဲ့ခါကျရင်ထောင်နဲ့တစ်နှစ်ကနေ၃နှစ် အပြီးရင်ငွေတန်းအပြီးရင်ဒါထောင်တန်းရောငွေတန်းရောနှစ်ရက်လုံးပေါ့နော်ဒါမျိုးပုံစံမျိုးတွေကစားလုံမယ်ပေါ့နော်အပြီးတာနဲ့အဲ့ဟာတွေချမှတ်မဲ့အပြင်ပေါ့နော်ဒါကိုစလေလောင်းအဖြစ်ကပါသူကပယ်ဖြတ်မယ်ဆိုပြီးတော့ဒါတန်းဆိုးကပြောတာပေါ့ဗျာအဲ့တော့ရွေးကောက်ပွဲနေဥပဒေအခန်း30ဆိုတာကဗလာမဲဆွယ်စည်းရုံးတဲ့အခါသတ်မှတ်ထားတဲ့ ဒါကန့်သက်ထားတဲ့အချက်၁၀ချက်ပေါ့နော်အဲ့အချက်၁၀ချက်ဆိုပြီးတော့ပြောပေမဲ့ပေါ့နော်၁၀ချက်လုံးကို तू ကပြောသွားတဲ့ပုံစံမျိုးတော့ဟုတ်မနေဘူးဗျအဓိကတော့ तू က तू ပြောချင်တဲ့အဓိကအချက်ကြီးတွေပဲ तू ပြောသွားတာပါဗျာအဓိကတော့ तू ပြောချင်တဲ့အချက်တွေကိုပဲပြောသွားတာပေါ့နော်အဲ့အချက်တွေကဒါဒုတော်ဝင်အရေးတုံးမှထိကန့်အောင်ဆောင်ရွက်မှုမပြုလို့ရဘူးတမတော်ကိုပြုတ်ကွဲအောင်တိတ်ခါကြဆင်းအောင်မဟောပြောရဘူးလုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့ဒါအေဂျင်တရားရေးကိုထိကန့်အောင်မလုပ်ရဘူးပေါ့နော်အဲချားချက်တွေလည်းရှိတယ်ဆိုရင်ဒီချက်တွေကိုပဲအဓိကပြောသွားတဲ့ပုံစံမျိုးပေါ့ဗျာအဲ့တော့စစ်တပ်အတွက်ပဲသူကဒါစစ်ကောင်စီပေါ့ဗျာမြောင်းလန်ရဲ့စစ်ကောင်စီအတွက်ပဲသူက အာအသားပေးပြီးတော့ပြောသွားတာပေါ့နော်ဒါစစ်တပ်ကမထီခိုင်းနဲ့မတိုက်ခိုင်းနဲ့အဲမဝေဖန်နဲ့မကောင်းမပြောနဲ့အဲအဲ့လိုပုံစံမျိုးနဲ့ပြောသွားတာပေါ့နော်ရှေ့မှာအဲ့လိုပုံစံမျိုးနဲ့ပြောခဲ့တဲ့ချို့ပါတီတွေကိုတော့မှချက်ချင်းလန်ငယ်ဖျက်ပစ်တာတွေရှိသေးတယ်ဗျာအဲ့တော့ကျတော့အောက်ကအဖွဲ့အနေနဲ့လည်းပေါ့နော်အဲဒီဟာကိုယုံလွယ်ပြီးတော့ပေါ့နော်သွားပြီးတော့ဝင်ပြိုင်ကြမယ်ဆိုတဲ့အဖွဲ့အနေနဲ့တစင်းစားလို့ကိုမရဘူးပေါ့နော်စစ်ကောင်စီခုလုံနေတဲ့ပုံစံက ူတက်ဖွဲ့တယ်လုပ်နေတဲ့အတိုင်းပဲတကယ်သူတက်ဖွဲ့တယ်သူကပြောတာပါတီပါတီဇွန်ဒီမိုကရေစီရွေးကောက်ပွဲဘာညာဆိုပြီးတော့သူပြောတာပြောနေတာဗျာတကယ်တကယ်တမ်းစစ်ကောင်စီပဲဒီဥစ္စာကိုလုပ်ဒီဥစ္စာကိုကောင်တယ်ပေါ့ဒီဥစ္စာကိုဥဆောင်ပြီးတော့ဒီဥစ္စာကိုမဲပေးနေတာအဲသူပဲနိုင်မှာအဲ့လိုပုံစံလုပ်နေတာအဲ့ဒါကိုပဲဒါအနှိမ်ခံဖိနှိပ်ခံပြောဆိုခံချိန်ချောက်ခံပြီးတော့သွားယူဝင်ပြိုင်နေတဲ့ကောင်တွေလည်းစဉ်းစားလို့မရဘူးပေါ့နော်အဲ့တော့ပါရီဇွန်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုပေမဲ့ဒါဝေဖန်ခွင့်မပေးဘူးဒါစစ်တပ်ကိုမကောင်းမပြောရဘူးအရေးယူမယ်ထောင်ချမယ်ဖတ်စားမယ်ဒါတကယ်တော့မကောင်းရင်မကောင်းဘူးပြောရအောင် ပြောလဲပြောခွင့်ရရမယ်။ပြောတဲ့ဟာကိုလည်းလက်ခံရမယ်။ဝေဖန်တဲ့ဟာကိုလည်းလက်ခံရမယ်။ပြီးမှဒီဥစ္စာတကယ်မကောင်းဘူးဆိုရင်ပြုပြင်ပြောင်းလဲရမယ်။ဒါမှပိုကောင်းတဲ့အစနစ်တွေဖြစ်လာမှာပေါ့နော်။ဒါပေမဲ့အဲ့လိုမဟုတ်ဘူး။တို့လုံးသမ ्या အကောင်တို့လုံးသမ ्या အမှန်တို့လုံးသမ ्या စနစ်ကသာပြည့်စုံနေဆိုတဲ့ပုံစံမျိုးတို့ကလှုပ်ရှင်တယ်အဲဒါကြောင့်မလို့စစ်တပ်ကိုမကောင်းမပြောနဲ့ဝေဖန်တာတော့မလုပ်နဲ့ဆိုတဲ့ပုံစံမျိုးပြောတာအဲ့တော့တို့လုံးမဲ့ဒါလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာဟုတ်ကောဟုတ်မနေဘူးဗျာဒီဥစ္စာကိုကျွန်တော်တို့အတန်ကြေကြေပြောကြဖို့လိုတယ်အာအဓိကတော့ဒီဟာတွေကဒီလှုပ်ရက်တွေက လုံးဝသူတို့ပြောတဲ့ဟာတွေနဲ့သူတို့ပြောတဲ့ဇာတ်ကားတွေနဲ့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေနဲ့မကိုက်ညီပါဘူးဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့အခဏခဏပေါ့နော်ဒါပြောဆိုကြဖို့လိုတယ်ပေါ့နော်အဓိကတော့ဒါဒီမိုကရေစီဘန်းပြပြီးတော့အာဏာရှင်စနစ်ဆက်လက်ရှင်သန်ဖို့အတွက်လုပ်နေတယ်လို့ပဲပြောရမှာပေါ့နောက်ဆုံးတစ်ခုကတော့ဒါကျွန်တော်တို့ Linky Corsair ကုန်းကိစ္စလေးအဲ့ဒါကစစ်ကောင်စီဘက်ကတော့သိရတဲ့အတိုင်းပဲအင်အားဒါတော်တော်လေးများတဲ့ပုံစံမျိုးနဲ့ဒါထိုးစစ်ဆင်လာတဲ့ပုံစံမျိုးမှာ တို့ဘက်ကအကြဆုံးနဲ့အများကြီးရှိတယ်ဒါပေမဲ့လည်းတို့ကတို့လိုချင်တဲ့ညီမန်းချက်နေရာကိုရောက်အောင်လုပ်နိုင်တယ်ဆိုပြီးတော့ပြောရမယ်အဲ့လိုလှုပ်ဖို့အတွက်ကိုဒါကူညီပေးနေတဲ့ပါ BGL အဖွဲ့တွေလည်းရှိတယ်ပေါ့နော်အဲ့တော့တပ်ဖွဲ့တွေအနေနဲ့ကဒါတော်တော်လေးလေးပြင်ပန်းကြတယ်နေ့စဉ်နဲ့မျှနေ့စဉ်ရက်ဆက်ကိုတိုက်ပွဲတွေဝင်နေကြတစ်ချက်မှတစ်ချက်မှတို့မနာရသေးဘူးပေါ့နော်ဒါပေမဲ့လည်းဒါစစ်ကောင်စီကတော့ဒါခုနလိုပေါ့နော်ဒီဆွေတော်ကုန်းရဲ့အခြေအနေအထိကိုရောက်ရှိသွားပြီဖြစ်တယ်အဓိကအဲ့ကုန်းကြီးပေါ်မှာကတည့်ရတိုင်းပဲဒါတပ်ဖွဲ့တွေကစုံမှုနေရာယူပြီးတော့ရှင်းလင်းတာတွေလုပ်ထားခဲ့ဘူးတယ် အဲဒါကြောင့်မလို့အဲ့ပုံမှာတော့သူတို့တက်ပြီးတော့ချက်ချင်းလက်ငင်နေဖို့ဆိုတာကတော့မဖြစ်နိုင်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဂုံးကြီးကမရှိတော့ဘူး။အဲ့လိုပုံစံမျိုးလေဒါမှမဟုတ်လေအဲ့နေရာဘေးပတ်ချာလဲမှာတော့သူတို့တေချာပေါက်နေရာယူဆိုးမိုးတာတွေလှုပ်လိမ့်မယ်။ဆိုတော့ဒီနေရာဟာသူတို့ရသွားပြီဖြစ်တဲ့အတွက်ပေါ့နော်။ဒါရှေ့ကဗီဒီယိုမှာကျွန်တော် ပြောခဲ့သလိုပဲဒီနေရာကနေပြီးတော့ဒါဒေတာကန်ပြည်သူတွေတော်လိုင်းတပ်ဖွဲ့တွေကိုကောင်းကောင်းဒုက္ခပေးနိုင်မယ်လက်နက်ကြီးပြင်ဆင်တော့မှာပါ။ အဲ့ခါကြာရင်ဒါဒေသခံတွေအနေနဲ့လည်းဒါအရင်လိုပဲပေါ့နော်မလုံးမကြုံနေရတဲ့ပွားမျိုးပြန်ဖြစ်လိမ့်မှာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ခရူးဆိုင်ချဖို့လိုတယ်ပြီးတော့တက်ဖွဲ့အနေနဲ့လည်းပေါ့နော်နေ့စဉ်နဲ့မြတိုက်ခိုက်နေရတာပေမန့်ချိနေတာတွေရှိတယ်ပေါ့နော်အဲ့တော့ဒီအဖွဲ့တွေပုံမှာလည်းဒါကျွန်တော်အတူတူရှိကြဖို့လိုတယ်အဓိကကတော့သူတို့တွေမလုံးဘူးမဟုတ်လုံနေကြတယ်ပေါ့နော် ဒါပေမဲ့တစ်ဖက်ကဘာကြောင့်လဲဆိုတဲ့ဟာကိုလည်းကျွန်တော်ပြည်သူတွေသိပါလိမ့်မယ်အဲ့တော့အဲ့ဥစ္စာတွေကိုလည်းဒါကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကပေါ့နော်အယုံမလွယ်ကြဖို့လည်းအရန်ရေးကြည့်ပါလေပေါ့အဲ့တော့ဘလိုပဲဖြစ်ဖြစ်တိုက်ပွဲတွေကတော့ဆက်ပြီးတော့ရှိနေတော့မယ်တက်ဖွဲ့တွေကလည်းဘယ်တော့မှရှုံးပေးသွားမယ်လက်နက်ချသွားမယ်ညှက်ခံသွားမယ်ဆိုတော့စိတ်ဓာတ်မျိုးတရောင်းမှမရှိဘူးပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါကျွန်တော်ကိုတက်နိုင်တဲ့အပိုင်းတွေကနေပြီးဆက်ပြီးတော့ပါဝင်ပေးကြဖို့လိုတယ်ဆိုတဲ့အကြောင်းလေးဒီနေ့ကနေပြောချင်ပါလေဗျအားလုံးပဲကျေးဇူးတင်ပါတယ်